ကျုံနေရနေပြီးတော့နောက်ဆုံးအတက်နေသည်ကိုဖြစ်ပေါ်တဲ့ကိစ္စတွေကတခုရှိတယ်။အဲဒီအကြီးကအချက်ကအကျိုးပြီးတော့အချက်နေမှာဖြစ်တဲ့ကိစ္စရမုံလူစုံကျမှာဥတက်ပေါက်လို့ဆိုပြီးကော်မတီတွေတရားစစ်တော့နေစခွန်၂၀မကျော်အမျိုးမျိုးတရားကအစိုးရတက်တာ။ဥတက်ပေါက်လို့ဥတက်ခွဲရတဲ့အချိန်မှာအဲခွဲကန်းထဲမှာခွဲကန်းထဲမှာဗာဖြစ်တယ်ဆိုတော့ကော်မလေးကိုမေးစင်းပေးပြီးမေးစင်းမပေးဘဲထုံလေးပေးပြီးတော့အဲဒီထုံလေးပေးပြီးတဲ့အစိတ်ပိုင်းလေးမှာတော့ကော်မလေးကိုခွဲတယ်ခွဲပြီးတော့ခွဲကန်းနဲ့ပြန်ထွက်တဲ့အချိန်မှာဒီကော်မလေးရဲ့ အင်္ဂါကိုနမနော်ဒီရဲ့အမိကဇောတက်ဆိုတဲ့ကောင်လေးနမတဲ့အကောင်လေးကဟိုကောင်မလေးဟိုရောကိုရင်းကမရှိတဲ့တစားကိုသွားပြီးတော့မတော်တယ်တော့မှုန်မှန်းတယ်ဆိုတော့ကြာအဲ့လိုမျိုးရှိတယ်နောက်ကိုကနောက်တယောက်ကကြတော့ခင်နေဆိုတဲ့အကိုကြီးသူကလည်းအဲ့ကောင်မလေးရဲ့အပေါ်ပိုင်းလို့ပြီးပါညာကိုမမတော်တယ်တူလို့နောက်ပြီးတော့အစ်ကိုကြီးကရှိတဲ့ဝန်ကအဲ့ဂိတ်ပေါက်မှာတက်သွားလို့ရှိတယ်အဲ့ဂိတ်ပေါက်က လက်ပြီးလိုက်ပဲအေးရန်ရှိနေကြကျွန်တော်တိတိတော့ပြောရမယ်ဆိုလို့ရှိရင်အဲ့လူနာရှင်ကိုအဲ့ခွဲခမ်းမှာဆွမ်းသပြောခဲ့တယ်အဲ့ကိုယ်ငါပဲဟိုပြုလုပ်ခံရတယ်ဆိုတော့ကောင်းပါလေးဘက်ကကြားတာတကယ်က ီကောင်မလေးအတွက်ဘူးဆေဝါအကုန်လုံးတောင်းဝယ်ယူပြီးသူတို့ပြုလုပ်ပေးမယ်လို့ကြားလာတယ်။ဒါပေမဲ့အတိအကျတော့မဟုတ်မဟုတ်တော့မသိရဘူး။ဒီကောင်မလေးကိုပထမထားတာက special can PR 5ထဲမှာထားတာပါလေ။အခုကတော့ PR 5မှာ PR 5ရနေပြီးတော့ဆေဝါဆေမားတွေနဲ့၄ဆက်တဲ့အကံ PR 2ကိုပြောင်းလိုက်ပါလား။လူအရှင်အဆက်မှာရှိတယ်အဲ့လိုဝင်ထွက်သွားလာတဲ့လူကအဲ့အခါတော့တောင်းတော့လူကသွားလာလို့မရပါဘူးအဲ့ဒီပုံကအကျွလွန်သွားတဲ့ ဲ့ပုဂ္ဂိုလ်ကအခုအရေးကြတာဘလို့ဆိုလို့ရှိရင်အလုပ်ဖြုတ်လိုက်ပါဘုရားကတော့ဒီဖွဲ့တယ်လို့ဆိုလို့16ရက်ဆိုပြီးတော့အဲ့ဒီဖွဲ့ဒီဖွဲ့ကရမတိခင်မှာအခုတကောင်လေးတွေအဲ့အလုပ်နေရာတော့တရားကနေရာတော့ကျူးလွန်လာတယ်တူးကျူးလွန်တဲ့လူနေရာတော့လုပ်ဖြုတ်လိုက်ပါအဲ့ဒါကျရင်အခုသူတို့အစင်ပြလုပ်ပေးမယ်လို့ပြောတာလို့သူတို့အမှုဖွင့်မယ်အမှုဖွင့်မယ်လို့အခုချိန်နေပဲပြောနေတော့ပဲကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ ဒီလိုကြပါမှန်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီလိုပဲသူတို့အတွင်းတွင်အပြင်ကိုပုတ်အပုတ်ပေါ်မှာဆိုလို့သူတို့ဖိဖိအုတ်ဖိဖိအုတ်နဲ့သူတို့ထိမ့်သိမ့်လာတယ်အဲ့ဒီအဲ့လိုကိစ္စမျိုးကတော့အရှင်အစကတော့ဖြစ်လာတဲ့အပြင်ကိုတည်ရင်သူတို့အတွင်းရနေပြီးတော့အခန်းတွင်ရနေအပြင်ကိုတည်မရတော့ဘူးရောက်သွားလဲကောလာဟလာဆိုပြီးတော့ပဲအဲ့လိုမျိုးနဲ့အဲ့တည်ရင်နေအကုန်လုံးအမျိုးမျိုးပြက်စီးသွားတာကျွန်တော်တိတိလို့ပြောရမယ်ဆိုလို့ရှိရင် ရှေးနလားလောက်ကလူနာတူဦးကပုံကလေးဘက်နဲ့ဆဲလာတက်တာအဲ့လူနာကိုသူကလည်းခွဲစိတ်ကူတာမှာဘိုက်အောက်တယ်လို့ဘိုက်ကပြောတာအဲ့ဒီလူနာကိုဗာတောင်းလဲဆဲရလွမ်းပါတဲ့နံပါတ်ချက်သူတို့လူသားစုပေါင်းလို့ကျန်ကျော်လေးတလုံးမှာကော်ပစီတွေပဲစားတယ်တော့ကြပကံတော်မပါဘူးအဲ့လိုဆဲရလွမ်းပါတဲ့လူသားစုတစုမခွဲခင်မှာလေငွေ3000တောင်းပါတယ်အဲ့ငွေ3000သူတို့မတက်နိုင်လို့ပြန်ပြီးဆဲဝါးပါ ။ဒါဝန်သူစေုံချင်းမှာလာတတ်တဲ့လူနာတွေကစမတီလို့ဆဲရမ်းတော့ပါလို့ဒါဝန်သူစေုံချင်းမှာလာစကူရတော့ခံရတယ်။ဈမရေမကောင်းဘူး။အဲ့တော့ဒီလိုမျိုးပဲငွေကြီးအတင်းတောင်းခံမယ်လို့လို့ရှင်စမတီလို့ပဲကျွန်တော်မြင်ပါတယ်။သူတို့ကဆဲရမ်းတော့ပါလို့လည်းဒီစေုံကလာတတ်တာ။ချမ်းသာမှာတော့သူတို့အပြင်စေးကတစ်ခုခုမှသွားပြီးသူတို့စေကူရတော့ခံရတယ်လို့ ဆေရနောတက်ထားတဲ့ဆိုင်ဘုတ်ကရန်ကုန်ပြည်သူစေုပ်ကြီးတို့ဆိုင်ဘုတ်တက်တာရန်ကုန်ပြည်သူစေုပ်ကြီးမှာပြည်သူတွေပြည်သူတွေလားစေကူသားတော်ပြည်သူတွေကိုအခုကြီးမပေးတဲ့အပြင်ငွေကြီးအသေးတောင်းခံပါတယ်လို့ပဲကျွန်တော်ပြောချက်ပါတယ်